မြမရေးကိုမမေ့ထားပဲအကူအညီတွေပေးဖို့ဂျပန်ရောက်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုဂျပန်ရောက်မြန်မာလူထုကတောင်းဆိုနေပါဗျ။သမ္မတထရမ့်ဟာဒီနေ့မှဂျပန်ကို အလုတ်တဘောခကြီးစင်ရောက်နေတာဖြစ်ပြီးဂျပန်ဝန်ကြီးချုပ်တင်နဲ့မြေရှားကုန်တရရေးနဲ့ကားကွက်ရေးဆိုင်ရာသဘောတူညီချက်တွေလက်မှတ်ရေးထိုးထားပါဗျ။ ပန်ရောက်မြန်မာလူထုကတော့တိုကျိုမှာရှိတဲ့အမေရိကန်တန်ယုံရှိမှာမနေ့ကစုဝေးပြီးမြန်မာအရေးကိုမေ့မထားဖို့တောင်းဆိုထားတယ်လို့မြန်မာအရေးလှုပ်ရှားတဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီမှာတိုင်ခင်အောက်တိုဘာလ20ရက်တုန်းကလည်းဂျပန်ရောက်မြန်မာအတိုင်းဝိုင်းဟာမြန်မာအရေးကိုအကူအညီပေးဖို့အမေရိကန်အစိုးရကိုဂျပန်မှာရှိတဲ့အမေရိကန်တန်ယုံကနေတဆင့်အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့သိရပါဗျ။ အမေရိကန်ပြည်ထောင်စုဟာတရားမျှတမှုနဲ့ဒီမိုကရေစီအတွက်အားထားရတဲ့နိုင်ငံဖြစ်တာကြောင့်မြန်မာစစ်တပ်ကိုအရေးယူနိုင်ရေးမြန်မာဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပြန်လည်ဆောင်ကျဉ်းနိုင်ရေးတို့အတွက်အမေရိကန်ရဲ့ဦးဆောင်မှုနောက်ပြီးဂျပန်အပါအဝင်ဒေတာတွဲမဟာမိတ်တွေရဲ့ပေါင်းစည်းလှုပ်ဆောင်ဖို့ကိုလည်းအိတ်ဖွင့်ပေးစာမှာတိုက်တွန်းထားပါတယ်။